စီပွားတစ်ခုစတင်တဲ့အခါမှာအရင်နေ့ထက်အရင်ဆုံးရှိတိတဲ့အရာကမှန်ကန်တဲ့အသွေးခေါ်နဲ့စိတ်ထားပဲဖြစ်တယ်။အများစုစီပွားရေးစားလုပ်တဲ့အချိန်မှာငွေကြေးဘက်ကိုပဲအာရုံစိုက်ကြတယ်။အရင်နေ့ဘလောက်ဘလို့ရင်းရမှလဲအာရုံစိုက်နေကြတယ်။တကယ်လို့ပို့မှာအရင်နေ့များပေမဲ့မှန်ကန်တဲ့အသွေးခေါ်နဲ့စိတ်ထားမရှိနေဘူးစေရှိတဲ့အရင်မှာကုံဆုံးသွားတတ်တယ်။သွေးခေါ်နဲ့စိတ်ထားမှန်ကန်နေတဲ့သူကအရင်နေ့နည်းနည်းလေးနဲ့လဲစားလုပ်လို့ရတယ်။ကိုယ့်ရဲ့ business ကြီးလာအောင်လဲတည်ဆောက်နိုင်တယ်။အခုမှစီပွားရေးစတင်နေတဲ့လူငယ်တွေကို့မှာအရင်နေ့မရှိနေဘူးအရင်နေ့တွေမများနေသေးဘူးအရင်နေ့ဘက်ကို ရုံဆိုင်နဲ့အဲ့ဒီစီးပွားရေးနယ်ပယ်မှာစတင်နိုင်ဖို့စီးပွားရေးနဲ့ပတ်သက်တဲ့အသွေးခေါ်စိတ်ထားကိုမှရှိနေပြီလားဆိုတော့ပြန်သုံးသပ်စိတ်ထားဆိုတာလည်းအရန်အရေးကြီးပါတယ်ကိုယ့်ရဲ့စိတ်ထားကိုမသိတဲ့သူကဘလို့အလုပ်မျိုးဘလို့ business မျိုးဘလို့လူမျိုးနဲ့ပေါင်းရမှာလဲဆိုတော့မသိပတ်စံပဲလိုက်ရင်းနေကြနောက်ဆုံးပတ်စံပဲကုန်သွားနိုင်တယ်ကိုယ့်ရဲ့စိတ်ထားကိုယ့်ရဲ့ဇယိုက်ကဘလို့အလုပ်မျိုးဘလို့ business မျိုးနဲ့တည်တော်တာလဲဘလို့လူမျိုးနဲ့ပေါင်းရင်ဘလို့အဆင်ပြေတာလဲဆိုတော့ကို business တည်ဆောက်ရတာပို့ပြီးလွယ်ကူလာလိုက်မယ်အသွေးခေါ်မှန်ကန်နေတဲ့သူလည်းဒီတိုင်းပါပဲအသွေးခေါ်မှန်နေတဲ့အခါမှာကိုယ့်ရဲ့ business နဲ့ကြုံလာတမျှအခက်အခဲပြဿနာပေါင်းများစွာကိုအားလုံးကြော်ဖြတ်နိုင်တယ်ဘလို့အခက်ခဲဘလို့ပြဿနာမျိုးပဲကြုံရကြုံရအခွင့်အရေးကိုမြင်နိုင်တယ်ကြော်ဖြတ်နိုင်အောင်လဲကိုဟာတည်ဆောက်နိုင်စီးပွားရေးမစတင်ခင်မှာအကိုရဲ့အသွေးခေါ်နဲ့စိတ်ထားမှန်ကန်အောင်အရင်ဆုံးပြင်ဆင်ထားကြပါအသွေးခေါ်နဲ့စိတ်ထားပိုင်းလေ့လာခြင်းနဲ့သူတွေကိုရဲ့ဇယိုက်ကိုရဲ့အကြောင်းကိုရဲ့အကြည့်ကိုသိချင်တဲ့သူတွေကတိရေးထုတ်ထားတဲ့အလင်းမြင်စာအုပ်ကနေလဲလေ့လာလို့ရပါတယ်ဒီစာအုပ်ထဲမှာဆိုရင်လူရဲ့ဇယိုက်အသွေးခေါ်အကြည့်ရေးထုတ်ထားတဲ့အခါမှာဒါအုပ်ကိုဖတ်ပြီးကိုရဲ့အကြောင်းကိုကိုသိလာနိုင်တော့အော်ကို ကဒီလူလိုမျိုးလားကိုယ့်ရဲ့ပုံစံကိုယ့်ရဲ့ဇယိုက်ကိုယ့်ရဲ့စိတ်ထားကဘလို့အလုပ်မျိုးနဲ့ပို့ပြီးတည်တော်တာလဲဘလို့ပစ္စည်းမျိုးကိုရွေးပြီးရောင်းတည်တာလဲဘလို့လူမျိုးနဲ့ပေါင်းပြီးအလုပ်လုပ်တည်တာလဲဆိုတာကိုယ့်ရဲ့စိတ်ထားတည်သွားတဲ့အခါမှာကိုယ့်ဘဝအတွက်လည်းအချိန်တွေကုန်နေစရာမလိုတော့စာအုပ်ကတသိန်းကျော်တယ်ဒီဗီဒီယိုကနေလာဝယ်တဲ့သူက9000ခွဲနဲ့ကတိတို့ပေးနေသေးပါတယ်ရချင်တဲ့သူက CB မှာအမြန်ဆုံးသွားပြီးမေးကြည့်ပါကျေးဇူးတင်ပါတယ်ခုတ်ရှိကတိပါ